တခါတရံလူဆိုတာမာနအမတန်မှကြီးတယ်။ကိုယ့်ကိုတယောက်ယောက်ကနေပြီးတော့ဟိုမေတ္တာရှိလို့တတိပေးလည်းပဲလက်မခံ။ရှာမရှိနဲ့ငါသိတယ်နော်။ရှာမရှိနဲ့ကအရင်လာတာပဲ။ဟုတ်။အဲ့တော့ဓမ္မာနလို့ခေါ်တာပဲပေါ့။ဘသူပြောတာမှမခံဘူး။ဘသူပြောတာမှကိုယ်လာဆရာမလုံးနဲ့ပေါ့နော်။ကိုယ်ဆရာလာမလုံးနဲ့ဆိုတာ။အဲ့တဲ့ဟာမျိုးကိုဒေါဝဆတ္တတာလို့ခေါ်တယ်။အပြောခက်တဲ့ အဲ့တော့အဲ့ဒါလို့မဖြစ်ရဘူးတဲ့တောပသတ္တာပြောလို့ဆိုလို့လွယ်တဲ့ပုံကိုဖြစ်ရမယ်။ဘာပြောပြောနော်ပြောတာကိုလက်ခံပြီးတော့ကိုယ့်ကိုစဉ်းစားဉာဏ်နဲ့ကျင့်သုံးတဲ့ပုံကိုဖြစ်ရမယ်။အဲ့ဒါလို့ဆိုလို့တောပသတ္တာဆိုတာအမတန်မှပြောလို့ဆိုလို့လွယ်တယ်။ဟုတ်ဟုတ်မဟုတ်ဟုတ်ရှင်ရာဟုလာလေးဟာဖရာရဲ့သားတော်လို့ဆိုပေမဲ့လို့မာနအမတန်ကင်းနေမြတ်စွာဘုရားကဆုံးမထားတာအမြဲတမ်းရှင်ရာဟုလာကို ယဟန်တွေကစကြတာပြောင်းကြတာပုထုဇဉ်ယဟန်တွေဆိုတာနည်းနည်းအစအပြောင်းလေးတော့ရှိတတ်တယ်ပေါ့ရှင်ရဟုလာကိုဘယ်လိုစကြတုံးဆိုရှင်ရဟုလာသွားတဲ့လမ်းကိုတပြက်စီးကိုလမ်းပေါ်ပစ်ထားပြီးတော့ရှင်ရဟုလာသွားတဲ့ကလာတဲ့အခါကျပြောကြတယ်ဒီဒီတပြက်စီးဘယ်သူပစ်ထားတာတုံးလေးဆိုတော့ဒီနာတော့ရဟုလာသွားတာပဲသူနေမှာပေါ့တမင်စတာနော်သူနေမှာလို့ဆိုတဲ့အခါကျတော့ရဟုလာလည်းကြာရောအရှင်ဘုရားတို့ တပီတော့တိမ့်သွားပါမယ်။နောက်မဖြစ်เสียရပါဘူးနဲ့ပြောတာ။ तू မဟုတ်ဘူးလို့မပြော။အဲ့ဒါမျိုးကိုသောဝသတ္တာလို့ခေါ်တယ်။ရှင်ရဟုလားဘလောက်တုခိုးเสียကောင်းလို့ဆိုရင်မနဲ့အိယာထရဲဆိုလို့ရှင်။တဲပုံလေးနာသွားပြီးတော့တဲကိုလက်တဆုပ်နဲ့ကျုံပြီးတော့ဒီကနေ့ငါ့ကိုဆုံးသွားတဲ့လူတွေဟောလို့တဲပွင့်လောက်များပါစေ။ငါ့ကိုတတိပေးမဲ့ပုဂ္ဂိုလ်တွေတဲပွင့်လောက်များပါစေလို့နေ့တိုင်းသူကအထိတ်ထန်တယ်လို့ပြောတယ်။အဲ့တော့ပြောမဲ့လူတွေကိုအိတ်လိုချင်တယ် နော်တတိပေးမဲ့ပုဂ္ဂိုလ်တွေကိုတိတ်လူကျင်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုသောသတ္တာလို့ခေါ်တယ်များသောအားဖြင့်လူတွေက မာနနဲ့ခံပြီးတော့လာမပြောနဲ့ဆရာမလုံးနဲ့ဆိုတာလေအေးသောဝသတ္တာဆိုတာအမတ္တမအရေးကြီးတယ်အဲ့လိုကြတော့ကိုယ်ကိုတတိပေးမဲ့ပုဂ္ဂိုလ်တွေဟာအမတ္တမပေါ်ပြီးတော့ပြောလို့ဆိုလို့လွယ်တယ်ဆိုပြီးတော့အားလုံးကမေတ္တာတက်ရောက်ကြတယ်ပေါ့ဒါကြောင့်မို့ဒီခံရမယ်ပြောလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်